ဆောင်းဥတုဟာခက်ခိုက်တုံအောင်ချမ်းအေးလာပါတယ်။ဆောင်းများထက်ထက်ခင်းပြီးတော့ကိုပေါ်မှာလည်းအထက်ထက်ခြုံကအိတ်ကြရပါတယ်။အဲ့ဒီချမ်းအေးလာတဲ့ဆောင်းမှာဖွားမယ်စင်ကမိမိအိမ်နဲ့သာနေပြီးတော့တမီးဖြစ်သူဖိုးပေးထားတဲ့မီးပုံမှာမီးလုံနေတတ်ပါတယ်။ညနေစာစာပြီးဖျားဝတ်ပြူတရားထိုင်ပြီးတာနဲ့တမီးဖြစ်သူဒေါ်ဝင်းကခြံဝိုင်းအတွက်မှာမီးပုံလုပ်ပေးထားပါတယ်။အဲ့ဒီမီးပုံမှာမီးပုံရင်နဲ့ဒေါ်ဝင်းတို့သားမီးနဲ့ဖွားမယ်စင်ကစကားပြောရင်းရဲရဲမောမောပျော်ရွှင်နေခဲ့ပါတယ်။ဟာဖွားဖျားဝတ်ပြူပြီပေါ့။အေးမောင်တို့ မိုးတောင်တော်ချုပ်နေပြီပေါ့အေးကျုပ်အိတ်မပြောလို့အေးရချမ်းလည်းချမ်းနဲ့စောင်းသားချုပ်ပြီးဒီကိုထွက်လာခဲ့တာပဲမောင်တို့ကစောင်းကိုခေါင်းမှုချုပ်လာခဲ့တာပါကဲကဲထိုင်လေကွယ်ဒီမှာအချမ်းမြေအချမ်းရည်လေးတော့ ထညက်လဲစာနော်ဟုတ်ကဲ့ပါဖွာဒါနဲ့ဖွာဘယ်ချိန်အိတ်တရုံများအဘွားတော့ခဏနေလောက်ဆိုရင်တော့အိတ်တော်မောင်မောင်ရဲ့မောင်ရင်တို့လူငယ်တွေလိုညနေတဲ့အထိတော့မနေနိုင်ပါဘူးကွယ်ဟုတ်တယ်မောင်တို့ရေမင်းဘွားမနဲ့ဆိုရင်အကြီးတို့တက်အရင်နိုးတာရေဖះကန်းဝင်တောက်တော်ကြီးလဲတန်ကြလို့ရှင်အကြီးတို့လည်းနိုးနေပြီလေအော်အဲ့လိုလားဘွားမဲ့စိန်တို့နဲ့ခဏမြစကားပြောပြီးတဲ့နောက်မှာမောင်တို့တယောက်ကဆောင်းကြီးချုပ်ပြီးတော့အိမ်ပြန်သွားခဲ့ပါတယ်အရိခါကြမှာဘွားမဲ့စိန်တို့တာမီတွေမိဖို့ကိုမိငိမ့်ပြီးတော့အိယာဝင်ခဲ့ကြပါတယ်မြေကုန်းရွာမှာအာတုပတ်တစ်ခုချနေတယ် တေသူကရတမတယောက်ဖြစ်တာမလို့ဆွေမျိုးနှိစက်တွေသာလိုက်လံပို့ဆောင်ကြပါတယ်။အဲ့ဒီအတုပအခောင်းကိုတေယူလာသူတွေကလည်းတေသူရဲ့တောက်ပေါ်တောက်ပဲအရတမတွေသာဖြစ်ကြပါတယ်။ကဲမင်းတို့ရက်ဖို့ပေးမယ်ကွာဒီလောင်းကိုမင်းတို့ပဲမြုပ်ပေးကြစမ်းပါနော်။အဲ့လိုပြောတဲ့အခါအလောင်းတည်လာတဲ့အရတမတွေကပျော်ရွှင်သွားကြပြီးတော့စိတ်ချပြိုဒီကောင်ကြီးကကျုပ်တို့ရဲ့အပေါင်းအသင်းကြီးပြ။ အရက်ဘိုးသာပေးပါဗျာတေချာလေးတကြိုပေးမယ်ဟုတ်ပြီလားစိတ်ချမယ်တော့ငကြောမင်းလူတွေနဲ့အလောင်းတေချာဖို့ခဲ့ကြကြလားရော့ရော့အရက်ဘိုးအဲလိုပြောရင်ငကြောဆိုတော့အရက်သမားကိုအရက်ဘိုးပေးပြီးတော့ပြန်ကုန်ကြပါတယ်အရက်ဘိုးရတာကြောင့်အရက်သမားအုပ်စုကလည်းအလောင်းမျိုးဖို့အတွက်မြေချင်းတူးကြပါတယ်မြေကုန်းရွာကတင်းကြိုင်းကတင်းကြိုင်းဆောင်မရှိပါဘူးအတုပရှိရင်ဆွေမျိုးနှီးဆက်များကသာဝိုင်းဝန်းမြုံနှံပေးကြရပါတယ်ယခုလည်းတေဆုံးသူအရက်သမားတို့ရဲ့အလောင်းကိုအရက်ဘိုးပေးယူတာမြုံနှံခိုင်းကြခြင်းဖြစ်ပါတယ်တေပြန်ပြီဟေးတေပြန်ပြီတေပြန်ပြီ ရွာထဲမှာအော်ဟစ်ပြောဆိုနေကြပါတယ်အเจ้าကတော့လူသေးတာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီလူသေးတယ်ဆိုတာကတော့မယိုးရှင်းလာပါဘူးနေ့စဉ်ရက်ဆက်တိတ်ဆုံးနေတာလူ၁၀ဦးထက်မနည်းဖြစ်နေခဲ့ပါပြီပကတိအကောင့်တိုင်းရှိနေတဲ့လူများပဲတိတ်ဆုံးသွားကြခြင်းဖြစ်တာကြောင့်မြေကုန်းရွာမှာရှိတဲ့လူတွေကထိတ်လန့်နေကြရပါတယ်မိုးလင်းပြီဆိုတာနဲ့ဘိန်ကဘသူဆုံးနေဆိုတဲ့တရင်ကိုယင်တထိတ်ထိတ်နဲ့နားဆွနေကြရပါတယ်ညဆိုလို့ရှိရင်မဲမဲကြီးလျှောက်သွားနေတာဟဲ့ရွာထဲလူကြီးတိတ်လို့ရှိရင်အဲ့ဒီမဲမဲကြီးကိုမြင်ရတာပဲ တို့ဘေးရင်ကဥမြကြီးမဆုံးရင်ညလဲအဲ့ဒီမဲမဲကြီးကသူတို့ခြံရှိရက်နေတော့ငါမြင်လဲရတယ်ဟဲ့နောက်မနေ့ကျတော့ဥမြဆုံးတော့တာပဲအဲ့ဒါကြီးကိုတော့ဘယ်လိုမြင်တာတုံးတော့ဟုတ်ရဲ့လားတော့ ဟဲ့ကောင်မရဲ့အဲ့ညာငါရေတောက်များလို့နောက်ဘေးသွားမလို့နိုးလာတာဟဲ့ခြံထဲဆင်းပြီးတော့နောက်ဘေးသွားဖို့ကြံတော့စိတ်ထက်တစ်ခုခုဖြစ်နေရတဲ့ဦးများတို့အိမ်ဘက်ကိုကြည့်မိလိုက်တာပဲအဲ့တော့အဲ့မမဲကြီးကိုလမ်းတွေ့တာပဲငါပြင်းအိညာနောက်ဘေးကိုဆက်မသွားရတော့လို့အိမ်ထဲအသာပြောင်းဝင်နေရတယ်ဟဲ့ဒါဆိုကျုပ်တို့ရွာလူတွေတေးရတာအဲ့ဒီမမဲကြီးကြောင့်ပေါ့လေဟုတ်လားဒါဆိုအဲ့ဒီမမဲကြီးရောက်လာလို့ရှိရင်ရောက်တဲ့အိမ်ကလူတွေကတေးရပါဟုတ်လားဒါပေါ့ဟေးအမလေးတော်ဖះဖះ မြေကုန်းရွာထဲမှာအဲ့ဒီအเจ้าနေရာပြက်နှံ့ကုန်ပါတယ်လူ၁၀ရောက်တဲ့မနေ့တည်ထားတာမလို့အဲ့ဒီသတင်းကိုလည်းရွာသူရွာသားတွေကယုံကြည်ကြပါတယ်အဲ့ဒါကြောင့်မင်းအကြောက်ကြီးပိုကြောက်ကြရရှာပါတယ်ဒါပေမဲ့လည်းမနေ့မိုးလင်းတာနဲ့ရွာမှာလူတယောက်ဟာပုံမှန်တိတ်ဆုံးနေစေပင်ဖြစ်လာခဲ့ပါတယ်ဖွားရီဧည့်သည်ပါလာတယ်ဗျဘသူကြီးတို့ကြည်စမ်းပါအောင်ဗျမောင်တူတို့ခြံဝိုင်းထဲကိုဝင်လာခဲ့ကြတာပါ ်မောင်တို့ပကုန်းကိုဖတ်ထားတဲ့လူရွယ်ဟာခမောက်ကြီးစောင်းသားလေးဟာဘွားမစိန်တယောက်ကတော့သူ့ရဲ့ရုပ်ကိုတေးချမမြင်ရသေးပါဘူးကိုပြစ်ခင်းစီဝင်လာကမှခမောက်ကိုချွတ်လိုက်တာကြောင့်ဩမောင်ရင်ဟုတ်တယ်ဘွားကြီးကျုပ်ပဲကျုပ်ပဲအေးအေးတိတယ်ကွယ်နာမည်ဘသူဘွားမေ့နေတာကွယ်မောင်ဆိုင်မှာဘွားရဲ့အေးကွယ်မောင်ဆိုင်မောင်ဆိုင်အေးထိုင်ထိုင်ထိုင်ကွယ်ဝင်ထိုင်ကြမှာမောင်ရင်အမေရောကျမ်းမာရဲ့လားကွယ်အမေကအခုထိတော့ကျမ်းမာပါတယ်ဘွားဟေးကုတီဆိုတော့ဘလူကြီးလေမောင်ရဲ့ မောင်ဆိုင်ဟာကုပစ်ခင်းမှာဝန်ထိုင်လိုက်ပါတယ်။ရင်နွေးကြမ်းအုပ်ကိုမယူလိုက်ပြီးတော့ကျွေပကံလုံးထဲကိုငှဲ့ယူနေပါတယ်။မောင်တိုးနဲ့မောင်နှိုးကလည်းဘေးမှာအငြိမ်းသားထိုင်နေကြပါတယ်။ရင်နွေးငယ်နေရင်ကနေမောင်ဆိုင်ဟာကျုပ်တို့ရွာမှာလူတွေအသေးပြောက်အရမ်းများနေတဲ့ဘွားရင်လူ20လောက်တော့ရှိနေပြီကွာ။ဘလို့ဖြစ်ရတာတုံးကွယ်။ယောဂါတွေများပြန့်နှံ့နေလို့များလား။အစကတော့ယောဂါလို့ထင်တာဗျာ။ဒါပေမဲ့မဟုတ်ဘူးဘွားရင်လူကြီးတွေကျမ်းမာတဲ့လူငယ်တွေလူလက်ပိုင်းတွေအစုံကိုသိနေတာဗျာ။ ကျုပ်တိတာတော့အကုန်လုံးမသေးခင်ရက်ထိကြမ်းကြမ်းမာမာပါပဲအလိုလေးဘလို့အเจ้าများတော့ ခက်တယ်ဗျာတချို့ပြောကြတာကြတော့နောက်ရက်သေမဲ့သူရဲ့အိမ်ရှိကိုညဘက်ဆိုရင်မဲမဲအကောင်ကြီးတကောင်ရောက်လာတယ်တဲ့အဲဒီအကောင်ကြီးရောက်တဲ့အိမ်ဆိုရင်နောက်နေ့မနေ့ကျရင်လူတယောက်သေတော့တာပဲတဲ့ဗျာမောင်ရင်တို့ရွာတရင်ကြရတာလဲစိတ်မချမ်းသာစရာကြီးပါလားကွယ်တရွာလုံးကလည်းကြောက်နေကြတာအဖွာရဲ့အလုတ်ကင်နေပြဲရွာကိုထားသွားသူတွေကလည်းထားသွားနေရွာလုံးလုံးပြက်နေပါဗျာအဲဒါကြောင့်ကျုပ်လည်းကျုပ်မင်းနဲ့တိုင်ပင်ပြီးတော့ဖွားစီအကူကြီးတောင်းမှုတော့လာခဲ့ရတာပဲဗျာဟေးပေါ့လေဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတော့ဖွားလိုက်ခဲ့ရမှာပေါ့ကွယ် လိုက်ခဲ့မယ်လိုက်ခဲ့မယ်ကွနော်မောင်ဆိုင်ရဲ့မျက်နှာအရွှေလန်းလာခဲ့ပါတယ်ဖွားမဲ့စိန်တို့ကလည်းမောင်ဆိုင်တို့ရွာရဲ့အဖြစ်ပြက်ကအချိန်ဆွဲလို့မရဘူးဆိုတော့မလို့ချက်ချင်းပင်လိုက်ပါဖို့အတွက်ပြင်ဆင်ကြရပါတယ်ရွာကနွားလဲယူခဲ့ရမယ်ဆိုပေမဲ့လည်းမောင်ဆိုင်ကဖွားတို့အတော့အပြန်ကိုကျုပ်လဲနေတာလိုက်ခဲ့ဗျာကျုပ်တလောက်တော့လုံပေးပြရစီဗျာနော် ဒါကြောင့်မလို့ဘွားမယ်စိန်ကလည်းမောင်ဆိုင်ရဲ့လဲနဲ့သာခီးထွက်လာခဲ့ကြရပါတယ်။ခကြီးကလည်းပန်းလာပါတယ်။မောင်ဆိုင်တို့ရွာဟာအတော်လေးဝေးတာကြောင့်မို့ဘွားမယ်စိန်တို့လန်ကီးမှာနားလိုက်ခကြီးဆက်ထွက်လိုက်နဲ့နောက်ဆုံးမြေကုန်းရွာကိုရောက်လာခဲ့ပါတယ်။ဘွားမယ်စိန်တို့မြေကုန်းရွာမှာရှိတဲ့မောင်ဆိုင်ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့မောင်ဆိုင်မိခင်ကထမင်းပြင်ပေးပြီးတော့အသင်ကျွေးပါတယ်။ခကြီးလည်းပန်းလာတာမလို့ထမင်းစားတော့ပြီးတဲ့အခါမှာတော့ကွပစ်ခင်းမှာအနားယူကြရပါတယ်။အဲ့လိုအနားယူနေတဲ့အချိန်မှာပဲမောင်ဆိုင်ရဲ့မိခင်ကပဲကြမ်းကြော်တော့ငပြောသည်ပပောက်ဆုပ်တို့နဲ့တဲခင်းထားပေးပြန်ပါတယ်။ကိုကြီးမောင်ဆိုင် ပြန်ရောက်ပြီလားဗျခုနကပဲပြန်ရောက်တယ်ဟေးဘာထူးသေးလဲဟာမောင်ဆိုင်ရဲ့အပေါင်းအသင်းတွေဖြစ်တဲ့ရွာကာလာသားလေးတွေရောက်လာကြတာပါအဲလိုရောက်လာတဲ့အခါမှာတော့မောင်ဆိုင်နဲ့စကားများပြောနေခဲ့ကြပါတယ်မောင်ဆိုင်ရေမောင်ရဲ့ဖွားစီကိုခဏလောက်လာပါအောင်ကွယ်ပြားဖွားဟုတ်ဟုတ်ကျုပ်လာပြီနော်ဖွားစကားပြောနေတဲ့မောင်ဆိုင်တယောက်ဖွားမစိန်ခေါ်တာကြောင့်အနာကိုရောက်လာခဲ့ပါတယ်ဖွားမစိန်ကလည်းသူဆောင်ယူနေကြချီလွယ်လေးတွေကအဝါရောင်ကျိုးလေးများကိုထုတ်ယူနေပါတယ်မောင်ဆိုင်နားကိုရောက်တဲ့အခါမှာတော့ မောင်ရင်တို့ရွာလူတွေကို TPA ကျိုးလေးတွေကိုဝတ်ခိုင်းထားလိုက်အောင်ကွ။နောက်ပြီးတော့သူတို့လည်းတေချာမာထားလိုက်။ဖះတရားတန်ကောင်မမေ့ကြနဲ့လို့။ဟုတ်ကဲ့ဘွာကျုပ်အခုသွားပြီးတော့ဝေပေးလိုက်ပါမယ်။ဟေးကွယ်မလောက်လို့ရှင့်လဲဘွားစီကိုထက်လာယူကွနော်။မောင်ဆိုင်တို့လူစုကလည်းအိမ်ကနေထွက်ခွာသွားခဲ့ကြပါရဲ့။မောင်ရင်တို့လည်းရေချိုးကြပါလားကွ။ခကြီးကပန်းလာတော့ရေမိုးချိုးပြီးနားကြတော့လေ။တော်နေဆိုရင်မိုးချုပ်ပြီလေကွ။ဟုတ်ကဲ့ပါဘွာ ဒါဖြင့်ကျုပ်တို့ရေရင်ချိုးလိုက်ကြမယ်နော်အေးကွယ်အေးအေးချိုးကြချိုးကြမောင်တို့ရေချိုးထွက်သွားတာနဲ့ကြင်ရင်နေခဲ့တဲ့မောင်ဆိုင်ရဲ့မိခင်နဲ့ဖွားမယ်စိန်တို့ကစကားလက်ဆုံးကြနေပါတယ်ကျုပ်တို့ရွာလေးလည်းအဖြစ်အမျိုးမျိုးပဲဖွားရဲ့ခုတကာဖြစ်နေတဲ့ပုံကရွာတော်လူကြံမအောင်မလားမသိတော့ပါဘူး အဖြစ်ရှိလို့ရှိရင်တော့အပြက်လည်းရှိတာပဲလေကွယ်ဒီကိစ္စကိုအဖွားဘက်ကနေလည်းတေချာလေးကြည့်ပေးပါအောင်မယ်ကွယ်နော်။ဘာပဲဖြစ်ဖြစ်ကျုပ်သားဘွားကိုသွားခေါ်ရတဲ့အကျုပ်ကစိတ်ပေါ့သွားတာဘွားပါလာခဲ့တော့အားရရှိသွားတာပေါ့တော့။မောင်ဆိုင်ရဲ့မိခင်ကြီးစကားကြောင့်ဘွားမယ်စိန်ပြုံးနေပါတယ်။မောင်ဆိုင်တို့အစုကရွာထဲမှာပေးအိတ်ကျိုးတွေဝင်ငှပေးပြီးတော့ ဖွားမစိန်ပြောတဲ့ဖရာတရားတန်ခါကိုမမေ့ကြဖို့ရမှာကြနေကြပါတယ်။ရွာသူရွာသားတွေကလည်းမောင်ဆိုင်ပြောနေသည်များကိုခေါင်းတညင်းညင်းနဲ့နားထောင်ကြပါတယ်။ညဘက်ကိုရောက်တဲ့အခါမှာတော့ဖွားမစိန်ကဖရာကမှတရားထိုင်နေခဲ့ပါတယ်။မောင်ဆိုင်နဲ့မောင်တို့တို့ကတော့ကွပြစ်မှာထိုင်ပြီးတော့ရွာရဲ့အကြောင်းတွေကိုပြောဆိုနေကြပါတယ်။ဒီညအခြေအနေကဘာတို့မဲ့တင်တော့ကိုကြီးမောင်ဆိုင်ငါလည်းဘယ်သိမလဲမောင်တို့ရာ ဒါပဲမဲ့လို့ဖွားပေးတဲ့ပေကျိုးတွေကြောင့်တော့တခုခုထူးကြမယ်လို့တော့စိတ်ထဲထင်နေမိတယ်ကွာကျုပ်တို့ဘွားတိတ်ဆွမ်းတာဗျာအကြောင်းထူးကိုထူးစေရမယ်မောင်တို့ကမောင်ဆန်ရဲ့စကားချက်ချင်းခွန်းထုတ်ပြန်လိုက်တဲ့အခါမှာတော့မောင်ဆန်ကပြုံးပါတယ်မပြုံးနဲ့ေကျုပ်တို့ဘွားဖះတရားသမားအသက်သာ60ကျော်နေတာတန်တော့မြန်တော့မယ်ကွာခကြီးပန်းနာချင်းတူရင်တော့ကျုပ်တို့ကပို့ပြီးတော့ပင်ပန်းနေတာဗျာကြည့်ပါလား ဖွားတို့များဘာမှမဖြစ်တယ်လို့နဲ့ဒါတော့ဟုတ်တယ်ဗျာမောင်တို့ပြောနေတာကြုတ်ထောက်ခံတယ်မောင်ကဘာဝင်ပြောတဲ့အခါမှာတော့ဩငါဘာပြောမိတာကြလို့မင်းတို့ကလည်းဖွားသားတပည့်တွေပီးသားကြကွာမင်းတို့ပြောတဲ့လောက်တော့ငါလည်းသိပါတယ်ကွာ ဲ့လိုရေရေမောမောနဲ့မောင်ဆိုင်ကပြောလိုက်လေရမောင်တူတို့ကလည်းပြုံးနေကြပါတယ်မောင်ဤဝင်နေပေမဲ့လည်းပဝင်းကျင်မှာအလင်းများရှိနေခဲ့ပြန်ပါတယ်အဲ့ဒီလင်းတွေကလမ်းမတစ်ခုပေါ်မှာအလင်းပြနေခဲ့ပါတယ်ဖွားမဆင်တယောက်ကတော့ဘေးပညာကိုတစ်ချက်ကြည့်ပြီးတဲ့နောက်မှာတော့အလင်းရှိရာလမ်းမတစ်ခုတရွေ့ရွေ့နဲ့သွားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အရှိအမောင်တော်စီကနဲ့အလင်းရှိရာလမ်းမတစ်ခုတရွေ့ရွေ့လာနေတဲ့အရာတစ်ခုကြောင့်ဖွားမဆင်သတိနဲ့ရက်တန့်လိုက်ရပါတယ်အဲ့ဒီအရာဟာအမောင်တူတွေကနေတရွေ့ရွေ့ရှောက်လန်းလာခဲ့ပြီးတဲ့နောက်မှာတော့အလင်းရှိရာလမ်းမတစ်ခုရောက်လာခဲ့ပါတယ်သူနဲ့ဖွားမ ယ်စင်ဟာဆယ်လန်းအကွာသာကြွာဝေးကြပါတယ်။ဖွားမယ်စင်ဟာထိုလူရဲ့ပုံမှန်တရံကိုအကဲခတ်နေပါတယ်။ထိုလူလို့ဆိုရပေမဲ့လူပုံစံဆိုလို့ခြေနှစ်ချောင်းလက်နှစ်ဖက်ခေါင်းတစ်လုံးသာပါရှိပေမဲ့နီးရဲပြီးတော့အပြင်ကိုထွက်လွတ်လွတ်နေတာနဲ့ပြူးကျဲလာတဲ့မျက်လုံးကြီးနှလုံး ။ခေါင်းထက်မှာတော့ဇပင်ကကျွတ်ထွက်ကျတဲ့နဲ့ဒါအပြင်ပါဇက်အပြင်ဘက်ကိုတွဲလဲထွက်ကြနေတဲ့ရှာနဲ့ဟာလျက်ရှိတဲ့ပါဇက်ကြီးမှာပေါက်နေတဲ့အဆွဲအချွန်ကြီးများခန္ဓာကိုယ်၌အဝတ်မရှိပေမဲ့လည်းရှီလျားနှက်မောင်နေတဲ့အမွှေးကြီးများကသူ့ရဲ့ခန္ဓာကိုယ်ဖုံးကွယ်ယူထားပါတယ်။အရိယာကြီးကိုဖွားမဲ့စင်ကစိုက်ကြည့်ပြီးတော့ဘာကြောင့်ဒီကိုခေါ်ရလဲ။ဘာကြောင့်ရှိလို့လဲ။ အဲလိုဖွားမယ်စိန်ကမေးလိုက်တဲ့အခါမှာတော့အရိယာကြီးကဖွားမယ်စိန်ကိုသူ့ရဲ့လက်ကိုလှုပ်ရှားပြီးတော့ပြန်ဟူတဲ့အမူအရာကိုလုပ်ပြပါတယ်။အဲလိုခဏခဏအမူအရာလုပ်ပြပြီးတဲ့နောက်မှာတော့သူ့ရဲ့မျက်လုံးနီကြီးတွေနဲ့တစ်ချက်ဆိုက်ကြည့်လိုက်ပြီးတဲ့နောက်အမောင်တော်စီကိုထွက်ခွာသွားခဲ့ပါတယ်။ဖွားမယ်စိန်ကတရားထိုင်နေရကနေမျက်လုံးများပွင့်လာခဲ့ပါတယ်။သူ့ရဲ့အတွေ့ထဲမှာအစောပိုင်းကအเจ้าရံများကိုတွေးတောနေမိပါတယ်။ဒါပေမဲ့လည်းအောက်ထပ်မှာမောင်တိုးတို့အတန်တွေကြောင့်သူတို့ရှိရာကုပ္ပစီကိုဆင်းလာခဲ့လိုက်ပါတယ်။ဟောအဖွားတော်တရားထိုင်လို့ပြီးပြီပဲ။အေးကွယ်အခုပဲပြီးတယ်ကွယ်။အင်း ဒါနဲ့မောင်ဆိုင်အဖွားပေးတဲ့ပေးချိုကြီးလောက်ငါရဲ့လားကွယ်လောက်ပါတယ်ဖွားရဲ့ကျုပ်တို့ရွာသားတွေဆိုတာလေဖွားပေးတဲ့ဆိုတွေကရကြင်ကြတာအလူရဲ့ပဲကျုပ်မနေတားပြီးတော့လူစင်အောင်ပေးခဲ့ရတာဗျအေးပေါ်လေအသက်တေမှလည်းကြောက်ကြတဲ့ကိုမောင်ရဲ့အမေလာရင်တော့ဖွားတို့တင်းကြိုင်ကိုခဏသွားကြရအောင်ကွယ်ဖွားလုံးစရာရှိရလေးတခုရှိနေပြန်တယ် ဗျာတင်းညိုင်ဘာဘာလို့ဆက်ရှိလို့လဲဘွားရယာတီဥရုကချမ်းလဲချမ်းနဲ့မောင်ဆိုင်ကရုတ်တရက်မို့မေးလာပါတယ်မောင်တို့မောင်တို့ကလည်းဘွားမစိန်စကားကိုသာနားထောင်နေကြပါတယ်မောင်ရင်တို့ရွာရဲ့အရေးပါပဲကွယ်အဲ့ဒီအတွက်မို့လဲဘွားကမောင်ရင်တို့ရဲ့တင်းညိုင်စီကိုတွားကျင်နေရကျုပ်ကရုတ်တရက်ဆိုတော့လန်သွားတာပေါ့ဘွားရယ်ကျုပ်ပဲလိုက်ဖို့ပေးပါမယ်ဘွားကလည်းချက်ချင်းဖြစ်သွားတာကိုကွယ်တင်းညိုင်သွားမယ်ဆိုတော့အရက်ပလင်းနှလုံးနဲ့ထမင်းလေးတော့မောင်ရင်တို့ရအောင်လုပ်ပေးကွယ်ဘာကြောင့်လဲဆိုအဘွားကတင်းညိုင်ဆောင်ကိုကျွေးမွေးခြင်းလို့ပါ အာဒါပြဘွားရေရပါတယ်ထမင်းနဲ့ဟင်ကခဏပါတဲတာမောင်မင်းကထမင်းကိုသွတ်တယ်လဲကွာနော်လာမောင်တို့ငါတို့ကခြံထဲကကြက်ဖိုက်ကြီးဒီချိန်ဆိုအပင်မောင်အိတ်တန်းတက်နေလောက်ပြီကွာဒီကောင်ကြီးကိုပဲဟင်းလောက်ရမှာပဲမပူနဲ့ဘွားရေကျုပ်တို့ရအောင်လုပ်ပေးမယ်ဟုတ်ပြီလားမောင်ဆိုင်ကဘွားမစိန်ပြောတာနဲ့ချက်ချင်းပြင်ဆင်มาတော့တယ်မောင်ကတော့ထမင်းကိုတဲနေချိန်မှာမောင်ဆိုင်ရဲ့မိခင်ကြီးရောက်လာပြီးတော့သူ့ဘာဝိုင်းဝန်းလောက်ကန်ပေးပါတယ် ချက်ကင်ပြီးတော့ချက်ပြုတ်နေချိန်မောင်ဆိုင်တယောက်ရွာထဲမှာရှိတဲ့အရက်ဆိုင်ရှိရာကိုတုတ်ချေတင်နေပါတယ်။အရက်ဆိုင်ကလည်းရွာအခြေအနေကြောင့်စောစောပိတ်ထားရပေမဲ့လည်းမောင်ဆိုင်ကတော့မရမကလာဝယ်လေရရောင်းပစ်လိုက်ကြပါတယ်။အခုဆိုလို့ရှိရင်တော့အရက်ကလည်းရပြီထမင်းဝကလည်းကြက်ပြီမလို့ထမင်းအိုးလိုက်ကြီးသားချင်းနှောင်းနဲ့ကိုထည့်ထားလိုက်ပါတယ်။မောင်တို့ဟိုငပြောရွက်လေးဖြတ်ခဲ့ပါအောင်ကွယ်။တင်းကြရောက်လို့ရှိရင်ထမင်းနေဟင်းနေချင်းနဲ့ပုံထည့်ခဲ့ရအောင်။အောက်ကအခန်းအနေနဲ့လူရဲကွယ်။ဟုတ်ကဲ့ပါဖွာကျုပ်ဖြတ်ခဲ့ပါမယ်။ ကြက်သားကနူးအောင်အချိန်ရဆောင်းရပါသေးတယ်မိုးကလည်းအတော်ပင်ချုပ်နေခဲ့ပါပြီ ထမင်းနဲ့ဟင်းတွေကလည်းကျက်နေပြီမလို့ထမင်းအိုးကိုမောင်တို့ကပခုံးတက်မှာထမ်းလာခဲ့ပြီးမောင်အုံးကတော့ဟင်းအိုးထည့်ထားတဲ့ချင်းနှောင်းကိုထမ်းလာခဲ့ပါတယ်။ဖွားမဲ့စိန်တို့တင်းကျိုင်းကိုမသွားခင်အိမ်မှာကြံရိတ်ခဲ့တဲ့မောင်ဆိုင်ရဲ့မိခင်ကိုပေးကျိုးလေးဝတ်ဆင်ပေးထားခဲ့ရပါတယ်။မောင်ဆိုင်ကမီးတို့ကင်ကရှေ့မှသွားပါတယ်။သူ့ရဲ့လက်တစ်ဖက်မှာလည်းအသွားထက်တဲ့ဓာရှိတစ်ချောင်းကပါရှိနေပါသေးတယ်။အဲ့ဒီမြလည်းမကသေးပါဘူး။သူ့ရဲ့ခပုံစားထဲမှာတော့လောက်စာလုံးနေပြီးသူ့ရဲ့ခါမှာလောက်လေးကွာပါရှိနေပါသေးတယ်။အဲ့လိုနဲ့ပဲဖွားမဲ့စိန်တို့လည်းတင်းကျိုင်းစီကိုရောက်ရှိလာခဲ့ကြပါတယ်။ပြုပြင်သူမရှိတာကြောင့်တင်းကျိုင်းမှာတစ်ပင်အကြီးငယ်နွယ်ပင်တွေနဲ့ ှုပ်ထွေးနေပါတယ်ဖွာအောက်ကိုတေချာကြည့်ဗျာဒီတင်းချိုင်းကဆောက်ရှောက်သူမရှိဘူးဗျာလူသေးလို့ရှိရင်အမျိုးစွေတွေကပဲလာတူးကြမြုပ်ကြရတာဗယံပဒါကိုစံနေရပါပဲဗျာဟောမောင်ရင်ဟောဟိုမြေပုံနာအပင်အောက်မှာပဲတောင်းနေချထားလိုက်တော့ကွယ်ဖွားမဲစိန်ညွန်ပြတဲ့အပင်ကြီးအောက်ကိုမောင်ဆိုင်တို့ရောက်လာခဲ့ကြပါတယ်ဖွားမဲစိန်ကသူနဲ့တူပါလာတဲ့သူတို့သုံးဦးကိုကြည့်နေပါတယ်ကြောက်ရွံ့မှုမရှိတဲ့မောင်တူမောင်အုံးမောင်ဆိုင်တို့ကိုပြုံးကြည့်နေရပါပြီးတဲ့နောက်မှာတော့ ကဲမောင်တို့ရင်ဟင်းနေထမင်းနေကိုအောက်ကငပြောပဲခံပြီးတော့ချင်းနဲ့ရောထဲလိုက်တော့ပဲမောင်ဆိုင်ကအရက်ပလင်းနေအဖုံးဖွင့်ပြီးတော့ချင်းတော်ဘေးတစ်ဖက်တစ်ချက်စီမှာချထားပေးလိုက်အဲလိုခိုင်းလိုက်တဲ့အခါမှာတော့မောင်တို့နဲ့မောင်ဆိုင်တို့ကလှုပ်ပေးကြပါတယ်မောင်ကတော့မောင်ဆိုင်ကင်ဆောင်လာတဲ့မီးတုံးနဲ့ဓာတ်ရှည်ကိုကင်ပေးထားရပါတယ်အလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာတော့ဖွားမယ်ဆယ်ကသူ့ရဲ့တောင်းဝေးကြီးကိုထောက်ပြီးတော့ရှည်ကိုထွက်လာခဲ့ပါတယ်ကဲ ်နောက်ဆုတ်ကြဆန်းကွယ်အဲဒီလိုမျိုးမောင်ဆိုင်တို့သုံးဦးကိုပြောလိုက်ပါတယ်ဖွားမယ်စင်ကမောင်ဆိုင်တို့ပြင်ဆင်ပေးထားတဲ့ထမင်းဟင်းများကိုကျင်းနဲ့သူ့ရဲ့တောင်ဝင်ကြီးကိုမြေပေါ်ကိုတစ်ချက်ဆောင်းချလိုက်ပါတယ်ဒီတင်းချိုင်းမှာရှိတဲ့တင်းချိုင်းဆောင်ကိုမယ်စင်ကထမင်းဟင်းအရက်လာရောက်တိုက်ကျွေးတယ်တင်းရောက်ရာအရက်ကနေပြီးတော့လာရောက်စားသုံးနိုင်တယ်ကွယ်ဒီဟင်းဒီထမင်းဒီရက်ကဒီရွာရဲ့ကိုစားမယ်စင်ကတင့်ကိုကျွေးတာပါ တင်စားပါတင်တော့ပါဒီရွာတင်ဆောင်ရှောက်ရမယ်ရွာပါစကားဆုံးတာနဲ့ဘွားမဆင်ရလဲနောက်ဘက်ကိုလဲသွားခဲ့ပါတယ်ကဲဘွားတို့လာရင်ကိစ္စပြီးပြီဆိုတော့ပြန်ကြတာပေါ့ကွယ်ထမေဟိုဟင်းဟိုအလွတ်တွေကိုမောင်တိုးနဲ့မောင်တဲလာခဲ့ကြတော့ပဲကြာလာယူလာခဲ့တဲ့ချင်းနောက်နဲ့ထမေဟင်းတွေကတော့အပင်ကြီးအောင်မှာကြံ့ရင့်နေခဲ့ပါတယ်တင်းချိုင်းကပြန်လာတော့မိုးတော်ကိုချုပ်လာပါပြီမောင်ဆိုင်ရဲ့မိခင်ကြီးကလည်းမိအသေးပဲနဲ့စောင့်နေရှာပါတယ်အမေကလည်းအိတ်နေတာမဟုတ်ဘူးမအိတ်နိုင်ပါဘူးဟဲ့မင်းတို့သွားတာအမေပြစ်ရင်တထိတ်နေနဲ့စောင့်နေရတာ ကဲခြေလေးတွေဆေးပြီးတော့အိတ်ကြတာပေါ့ကွယ်နော်။အားလုံးကလည်းခြေလေးဆေးပြီးတာနဲ့အိတ်ရဝင်ခဲ့ကြပါတယ်။နောက်တနေ့မနေ့ခင်းကိုရောက်တဲ့အခါမှာတော့မောင်ဆိုင်တယောက်ကအစောကြီးနိုးနေခဲ့ပါတယ်။နိုးနိုးချင်းမျက်နှာကိုခက်မြန်မြန်တစ်ပြီးတော့မောင်ဆိုင်ရွာထဲကိုထွက်သွားခဲ့ပါတယ်။မောင်တိုးမောင်နှုတ်နိုးလာချိန်မှာတော့ဘွားမစိန်ဖျားကဲမှာတရားထိုင်နေပြီဖြစ်ပါတယ်။မောင်ဆိုင်ကလည်းအဲ့ဒီချိန်အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူ့ရဲ့မျက်နှာထက်မှာတော့ဝမ်းသာရိပ်တွေထင်းနေခဲ့ပြီးတော့မျက်နှာတစ်နေကြတဲ့မောင်တိုးတို့အနီးနားကိုရောက်လာကငန့်ညီတယ်။ဗျားကိုကြီးမောင်ဆိုင်ဘာဖြစ်လာလဲဗျာပြုံးလို့ရွှင်လို့ပါလား။ မောင်တိုးကမျက်နှာကိုတပည့်နဲ့တုပ်ရင်နဲ့မေးလိုက်ပါတယ်။မောင်ဦးကလည်းမောင်ဆိုင်ကိုကြည့်နေခဲ့ပါတယ်။ဟုတ်တယ်ဟေးတို့ရွာထဲမှာတရင်ထူးတယ်ကွာတရင်ထူးတယ်။ဖွားကိုလည်းပြောကျင်နေရ။မင်းတို့အရင်ပြောတာပေါ့ကွာ ဒီလိုကွာဒီနေ့ဒိုးရွာမှာတည်တဲ့သူမရှိဘူးဆိုပဲကွာမောင်ဆိုင်ကဝန်သာအားရပြောတဲ့အခါမှာမောင်တိုးတို့ကလည်းဝန်သာကိုညပါတယ်ဖွားမဲစိန်တရားထိုင်ပြီးတဲ့အခါမှာမောင်ဆိုင်ကဝန်သာအားရနဲ့ပြောပြပြန်ပါတယ်ဖွားမဲစိန်ကလည်းကျင်းနဲ့သွားရှာပါတယ်ဖွားမဲစိန်တို့မနက်စာစောစောစားတော့ဖို့အတွက်မောင်ဆိုင်မိခင်ကပြင်ဆင်ပေးထားပါတယ်မောင်ဆိုင်တို့နဲ့အတူအလုံးဝိုင်းဖွဲ့စားတော့နေကြစဉ်ကိုကြီးမောင်ဆိုင်ကိုကြီးမောင်ဆိုင်ဟာဘသူရောဟာအရေးကြီးတယ်ဗျအရေးကြီးတယ်အဲ့လိုအော်ဟစ်ပြီးတော့ပြေးဝင်လာတဲ့ကောင်လေးကြောင့်ဖွားမဲစိန်တို့လက်များဆေးပြီးတော့ကုတ်ပြစ်ကနေဆင်းလာခဲ့ကြပါတယ် ဖို့ကွာဘာဖြစ်လို့ရောကွာရွာတော်မိုင်းကမတ်စုမတ်စုလေးအဲတရေဝင်ဘူးလို့တဲ့လူကြီးတွေကဝိုင်းဆွဲပြီးတော့ဒီကိုလာနေကြပြီဗျမောင်တို့ဖွားချီလွယ်ကြီးနဲ့တောင်ဝင်ဖះခန့်မှာရှိတယ်ကွာ အမြန်သွားယူပေးစမ်းကွယ်ဟုတ်ကဲ့ပါဘွာဖိုးခွားဆိုတဲ့ကောင်လေးရဲ့စကားကြောင့်မောင်ဆိုင်တို့ထိတ်လန့်သွားကြပြီမဲ့လဲဖွားမယ်စိန်ကတော့တည်ငြိမ်လျက်ပင်ဖြစ်ပါတယ်မကြပါဘူးလူစဲရောက်မကဝိုင်းဝန်းဆွဲလာခဲ့ကြတဲ့မိန်းကလေးတူရောက်ရှိလာခဲ့ပါတယ်ထမိန်မနိုင်ပဝါမနိုင်မို့မိန်းမကြီးများကမိန်းကလေးကိုကျိုးများနဲ့ထမိန်ကိုခြီးပေးထားကြပါတယ်မောင်တို့ကယူသေးစွာနဲ့တောင်းဝင်းနဲ့လွယ်အေးကိုဖွားမယ်စိန်ကိုပေးလိုက်ပါတယ်ကဲအားလုံးနောက်ဆုတ်ကြဟေးမောင်ဆိုင်တို့ခြံဝင်းတွင်လူများအုံနေတာမလို့ဘေးကိုဖယ်ခန်းရပါတယ်တရေဝင်ပူနေတဲ့မိန်းကလေးကမြေကြီးပေါ်မှာဒူးတစ်ပတ်ထောင်ထိုင်နေပြီးတော့ခေါင်းမှာငုံလျက်နေတာရှိနေပါ ါတယ်။ဘွားမယ်စိန်ကတောင်ဝေကြီးကိုထောက်ပြီးတော့အဲ့ဒီကလေးမကိုကြည့်ကသင်ကဘသူလဲကွ။အဲ့လိုမေးလိုက်တဲ့အခါမှာတော့ချက်ချင်းခေါင်းကိုမော့ပြီးတော့ကြည်လာခဲ့ပါတယ်။အဲ့ဒီမိန်းကလေးရဲ့မျက်လုံးတွေကလည်းနီလို့ရဲလို့ပါပဲ။ငါသင်ချိုင်းဆောင်ပဲ။အဲ့လိုအတန်အော်ကြီးနဲ့ဖြေလိုက်တဲ့အခါမှာတော့ဘေးမှာရှိတဲ့လူတွေကကြောက်ရွံ့ကုန်ကြပါတယ်။ဘာအကြောင်းရှိလို့လဲကွ။မနေညာငါ့ကိုခေါ်ကြွေးတာတွေငါစားထားလို့ဒီလိုလာခဲ့တာ။ ကောင်းပါပြီဒီရွာမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကိုသိချင်လို့တင့်ကိုရွာရဲ့ကိုစားကျွေးမွေးခဲ့ရတာပါဒီတော့ဒီရွာရဲ့အဖြစ်ပျက်တွေကိုတင့်ဘွားကိုပြောပြလို့ရရင်ပြောပြပေးပါကွယ်ဒီရွာမှာနောက်ထပ်လူတွေထပ်မသေးဘူးအဲ့ဒါမှအဘွားကကူညီပေးလို့ရမှာဘွားမယ်စိန်ကအဲ့လိုပြောနေတဲ့အချိန်မှာတင်းချင်းဆောင်ပူကက်ခံနိုင်ရတဲ့မိန်းကလေးဟာဘွားမယ်စိန်ကိုစိုက်ကြည့်ပြီးတော့ဒီရွာလူတရာ ခေါ်ဖို့ပြောသွားတယ်ကွယ်ဟမ်ဘသူကလဲကွယ်ဒီရွာသားတွေပဲ အလောင်းမြုပ်ရင်းနဲ့လူတရာစာနေရာပေးဖို့ပြောသွားတယ်ကွယ်။တင်းကျိုင်းဆောင်ရဲ့စကားကြောင့်ရွာသူရွာသားတွေပါမကဖွားမယ်စိမ်းမှာအံ့ဩသွားခဲ့ရပါတယ်။ဒါအမားတခုဖြစ်လိမ့်မယ်ကွယ်။ဒီအတွက်ကိုလည်းဖွားကိုယ်တိုင်ဆောင်ရွက်ပေးပါမယ်။တင်းဘက်ကသာဒီရွာကိုဘာမှထပ်မလုပ်ဖို့ပဲဖွားတောင်းဆိုပါတယ်။အလောင်းကိုပြင်ပါ။ပြောတဲ့သူတွေကိုယ်တိုင် လာပြီးတော့တောင်းမှန်ပါ။ဒါဆိုကျုပ်ဒီရွာကိုဘာမှထပ်မလုပ်တော့ဟုတ်ပြီဟုတ်ပြီ။ဒီအတွက်စိတ်မပူပါနဲ့ကွယ်။အဖွားစီစဉ်ပေးပါမယ်။ ဘွားမယ်စင်ကတင်းကြိုင်းဆောင်ကိုအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့တင်းကြိုင်းဆောင်ကခေါင်းတငိမ့်ငိမ့်လှုပ်ရင်းနဲ့နောက်ကိုလဲကျသွားခဲ့ပါတယ်မောင်တို့ဒီကလေးမလေးကိုပေးရီတိုက်လိုက်ကွယ်မောင်ဆိုင်မင်းခဏလောက်လာခဲ့အောင်ကွယ်အဖွားနဲ့စကားခဏလောက်ပြောရအောင်ဘွားမယ်စင်ပေးရီပလင်ကို မောင်တို့ကိုပေးပြီးတဲ့နောက်မှာတော့မောင်ဆိုင်နဲ့စကားပြောပါတော့တယ်ဒီရွာမှာ လူတွေရုတ်တရက်မသေးခင်ကတေဆုံးသူရှိရမယ်ကွယ်အဲ့ဒီတေဆုံးသူကိုတကြိုတဲ့အခါမှာ စကားတွေမစင်မကျင် ပြောလိုက်တာကြောင့်ဒီလိုတွေဖြစ်ကုန်တာပဲကွယ်ဒီတော့မောင်ရင်အဲ့ဒီလူကိုစုံစမ်းပြီးတော့ဖွားရှိကိုခေါ်လာခဲ့ပြီးတော့ဟုတ်ကဲ့ပါဘွာကြုတ်ခေါ်ခဲ့ပါမယ်မောင်ဆိုင်တယောက်လည်းရွာထဲကိုခတ်တတုတ်ထွက်သွားခဲ့ပါတယ်တင်းကျိုင်းဆောင်ဝင်ပူးတဲ့ကလေးမလေးကလည်းတက်တာသွားပြီမလို့ရွာသူရွာသားတွေကမောင်ဆိုင်တို့ခြံဝိုင်းထဲကနေပြန်ထွက်သွားကြပါပြီဘွားမယ်စိန်တို့မှာကစားလက်စားပဲဆက်မစားနိုင်တော့ပဲနဲ့မောင်ဆိုင်ပြန်လာကိုသာစောင့်နေကြပါတယ်ဘွာလက်ဖက်လေးနဲ့အကျန်းရည်လေးတောက်ပါအောင်တော့ကျုပ်သားကလည်းကြာလိုက်တာရှင် မောင်ဆိုင်ရဲ့မိခင်ကြီးကဖွားမစင်နေထိုင်ပြီးတော့ပြောနေပါတယ်အေးလေမောင်ဆိုင်လည်းရွာတဲ့ဟိုမေးဒီမေးဆိုတော့ကြာနေမှာပေါ့ကွယ်ခဏလောက်ကြာတော့ရွာမှလူကြီးတချို့နဲ့မောင်ဆိုင်ပြန်ရောက်လာခဲ့ပါတယ်ဖွားကျုပ်တကြီးကိုပါခေါ်လာခဲ့တယ်ဗျအေးအေးထိုင်ကြကွယ်ထိုင်ကြမောင်ဆိုင်ဖွားပြောတာကိုစုံစမ်းခဲ့ရလား ောင်ဆိုင်ကိုကြည့်ပြီးဖွားမယ်စင်ရမေးလိုက်ပါတယ်။အဲဒီချိန်မှာပဲမောင်ဆိုင်ကလူတယောက်ကိုလက်ညှိုးထိုးပြီးတော့ဒီရတမငကြော်တို့အုပ်စုပဲဖွားဒီလူတွေအလောင်းမြုပ်ပြီးမကြောက်ကျုပ်တို့ရွာဒီလိုကြုံရတာပဲ။အဲဒီလိုပြောတဲ့အခါမှာငကြော်ဆိုသောလူကမျက်နှာကိုအောက်ကိုငုံထားရှာပါတယ်။ဟေ့လူပြောလေဗျာကျုပ်တို့ရွာဒီလိုတွေဖြစ်တာခမားเจ้าမဟုတ်ဘူးလားမပြောလို့ရှိရင်ကျုပ်လက်ချက်နဲ့ခမားသေးလိမ့်မယ်နော်။မောင်ဆိုင်ကဒေါသတကြီးနဲ့အော်ပြောပါတယ်။ဖွားမယ်စင်ကလက်ကပြလိုက်ပြီးတော့ကဲကဲနေနေပါစေကွယ်စိတ်ကိုလျှော့ပါအောင် ွားဘာသာပဲမေးပေးရစီကွယ်နော်အဲ့ဒီလိုမျိုးဖွားမဆင်ရင်တားယူလေးရပါတယ်အဲ့ဒီနောက်မှာတော့ငကြော်ဆိုတဲ့သူကိုကြည့်ပြီးတော့ဒီအမောင်ရဲ့ဖွားမေးတာကိုသေချာဖြစ်ပြီးနော် ဖြစ်ပြီးတာတွေကတော့မတက်နိုင်ပေမဲ့ထပ်မဖြစ်ဖို့ကအရေးကြီးနေတယ်လေကွယ်အဲ့ဒါကြောင့်မလို့မောင်ရင်သေချာစဉ်းစားပြီးတာဖြစ်ပြီးဟုတ်ပြီလားဟုတ်ကဲ့ပါဖွားရဲ့ကျုပ်တိတလောက်ဖြေပေးပါမယ်ဗျာအဲ့ဒီနေ့ကအတူရှိနေတဲ့ကျုပ်ပေါင်းတင်းနေလဲတေကုန်ပါပြီဗျာ ကျုပ်ပဲကြံမာတော့တယ်ဘွားရဲ့ငကြောရဲ့စကားကြောင့်ဖွားမစဉ်ခေါင်းတညင်ညင်လုံနေခဲ့ပါတယ်ကဲဒါဖြင့်အဲ့ဒီနေ့ရအဖြစ်ပြက်လေးကိုအဖွားကိုပြန်ပြီးတော့ပြောပြပေးကွယ်အဲ့ဒီနေ့တော့သူတို့အလောင်းမမြုပ်ခင်ကလေးကမူးနေကြပါပြီကျုပ်ကတော့အလောင်းမြုပ်ရင်ထဲမှာတောက်တာဆိုတော့တတိလေးတော့ရှိနေပါတယ်ဖြစ်ပြက်ခဲ့တာရတော့ ဒီလိုပါဗျာဒိုရောင်းရင်ရတော့သွားရပြီဒိုလည်းလိုက်လာမှာပါကွာအခုတော့ဖြင့်မင်းအတွက်နေရာလေးကိုဒိုတွေတူးပေးနေပါတယ်ကွာငကြော်တို့အရက်သမားအုပ်စုကအလောင်းအတွက်မြေချင်းတူးနေကြတာပါအရက်ကလေးမော့လိုက်တယောက်တက်လိုက်တူးလိုက်နဲ့အလုံးရှုပ်နေကြပြန်ပါတယ်ဟဲ့အောင်လေတူးကြစမ်းပါကွာမင်းတို့ကောင်တွေကလည်းတောက်တာများပြီးတော့ကျင်းကဒီရက်နေကိုမတက်တော့ဘူးဟာဟာငကြော် ငါတို့လည်းတူးနေရပဲလေကွာအဲ့ဒီလိုမျိုးစကားတပြောပြောနဲ့တောင်ပြောလိုက်မြောက်ပြောလိုက်နဲ့နောက်ဆုံးမှာတော့ကျင်းရတူးလို့ပြီးသွားခဲ့ပါတယ်ကဲသူငယ်ချင်းရေမင်းကတော့သွားပြီတော့ကွာသွားပြီတော့နော်အာနေဝါတင်းကျင်းဆောင်ကြီးခင်ဗျာလူတရားစာနေရာလေးပေးသနာပါခမ ्या ဟာလူတနေရာစာပါမင်းကလည်းပေါက်ပန်း၄၀ပြောတော့မယ်အေးအေးငါငါလည်းအဲ့ဒါပဲပြောရလေကွာ တော်တော်တော်ဘီဝိုင်းအောင်လေလာအလောင်းကိုချကြကွာဟဲ့အောင်ဖြည်းဖြည်းချပါကွာအလောင်းပြက်စည်းကုန်မယ်အဲ့ဒီအမှုသမားအုပ်စုကိုတော့ငကြော်ကဥဆောင်ပြီးတော့ပြောဆိုနေရပါတယ်ဒါပေမဲ့လည်းအရက်သမားတွေကြီးပဲမလို့လှုပ်ချင်တာကိုသာလှုပ်ပြောချင်တာတွေပြောပြီးတော့မြေချင်းကိုမြုပ်လိုက်ကြပါတယ်อืมဒါဆိုလဲမောင်းဆိုင် ပြဘွားဒီကငကြောခေါ်သွားသူအပေါင်းအသင်းနေစကားမှားခဲ့တာကိုတောင်းမှန်ခံလိုက်ွယ်မနေ့ကလိုပဲထမင်းနဲ့ဟင်အရက်ပြင်ပြီးတော့လိုက်ပို့ပေးလိုက်နောက်ပြီးတော့အလောင်းကိုလည်းပြန်ဖော်ကြည့်ကြအောင်ပြင်သင့်တာရှင်ပြင်ငယ်ကြလာွယ်ဟုတ်ကဲ့ပါဘွားကျွတ်တို့လှုပ်ခဲလိုက်ပါမယ်မောင်ဆိုင်တို့ကဖွားမစင်စကားတိုင်းပြင်ဆင်ပေးခဲ့ကြပါတယ်ထမင်းနေကြက်တာနဲ့ငကြောခေါ်ပြီးတော့တင်းချိုင်းကိုသွားကြပါတယ်တင်းချိုင်းကိုသွားလေရမောင်တို့တယောက်မောင်ဆိုင်နဲ့လိုက်ပါလာခဲ့ပါတယ်ရခင်ညကအတိုင်းပဲပြင်ဆင်ပြီးတဲ့နောက်မှာတော့ ငကြောကိုတောင်းပန်ခိုင်းရပါတယ်။တင်းချိုင်းဆောင်ရင်ခင်ဗျာကျုပ်တငယ်ချင်းများရဲ့ဇကားအမအကိုတောင်းပန်ပါတယ်။လူတရားစာနေရမဟုတ်ပါဘူးခင်ဗျာ။လူတနေရစာဖြစ်ပါတယ်ခင်ဗျာ။အဲဒီအတွက်လဲကျုပ်တို့ရွာလူတွေကိုအသက်ချမ်းသာခွင့်ပေးပါဗျာ။ကျုပ်တောင်းပန်ပါတယ်ဗျာ။ငကြောကတောင်းပန်ပြီးသွားတဲ့အခါမှာတော့အလောင်းမြုပ်ရနေရကိုပြခိုင်းလိုက်ပြီးတော့ပြန်လဲတူးဖို့ကြည့်ကြပါရယ်။အနန်းသက်တွေမကောင်းမှမလဲတီးခန့်ပြီးတော့လုံနေကြရပါတယ်။အခောင်းကိုဖွင့်လိုက်တဲ့အခါမှာတော့ဟမ် အလောင်းကြီးကဘေးဒီဆောင်ကြီးဖြစ်နေရပဲကွာကြည့်ကြစမ်းရွာဘက်ကိုမျက်နှာကြီးလဲ့နေရဟာကဲကဲအလောင်းပြင်မိတာနဲ့ပြန်ဖုံးလိုက်ကြတော့ကွာလူကြီးများကအဲ့ဒီလိုပြောလေရမောင်ဆိုင်တို့ရွာသားများကအလောင်းကိုပြန်ပြင်ကြရပါတယ်ခွင့်လို့ပါဗျာကျုပ်တို့ရွာသားတွေအတွက်တောင်းပန်ပါတယ်ရွာတကြီးကလည်းတတွတ်တို့ပြောဆိုနေရှာပါတယ်အဲ့ဒီလိုအလောင်းပြင်ပြီးတော့မြေပြန်မြုပ်ပြီးတဲ့အခါမှာတော့အလုံးကလည်းရွာထဲကိုပြန်ဝင်လာခဲ့ကြပါတယ်အိမ်ကိုရောက်တဲ့အခါရေမိုးချိုးဝစ်စားရီလဲကြပြီးတော့မောင်တို့ကဖွားမယ်စိန်ကိုအလုံးပြောပြလိုက်တဲ့အခါမှာတော့อืมစကားပြောရည်လည်းမားတယ် အလောင်းလဲတေချာမချကြတော့ရွာကိုထိခိုက်တာပေါ့ကွယ်ဒီဟာတွေပြန်ပြီးပြုပြင်ပြီးပြီဆိုတော့ရွာအတွက်တော့ဘေးကင်းသွားပါပြီကွယ်ဖွားမယ်စင်ပြောလိုက်တဲ့အခါမှာတော့မောင်ဆိုင်တို့မောင်တိုးတို့ကလည်းတက်ပြင်းများချကုန်ကြပါတယ်တရပီးတီရဲ့ကုံဆုံးခဲ့ပြီးတော့တပတ်များကြာတဲ့အထိရွာကလူတွေထူးဆန်းစွာမသေးကြတော့ပါဘူးအဲဒါကြောင့်ပဲဖွားမယ်စင်လည်းစိတ်ချသွားပြီးတော့မောင်ဆိုင်ကိုရွာကိုပြန်ပို့ခိုင်းမာတော့တယ်မြေကုန်းရွာကတကြီးပါဝင်ရွာသူရွာသားတွေကဖွားမယ်စင်အတွက်လက်ဆောင်တွေလဲနဲ့မဆန့်အောင်ထည့်ပေးကြပါတယ် ဘွားမယ်စင်ကငင်းဆန်ခဲ့ရပါသေးတယ်။ဇလန်လေးကတော့ဒီနေရာမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစုံနေတဲ့လိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။